ခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့မြောက်ကိုရီးယားကစစ်ရေးပြအခမ်းအနားမှာကြီးမားတဲ့စစ်အင်အားကိုပြသခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြောက်ကိုရီးယားကဇွန်လ28ရက်နေ့ဒီကနေ့မှာကိုရီးယားကျိုးဆယ်စစ်ပွဲကိုအဆုံးသတ်စေတဲ့အပြစ်အခက်ရစရေးသဘောတူညီချက်260မြောက်အခမ်းအနားဖြစ်ပြုလုပ်ခဲ့တဲ့စစ်ရေးပြပွဲမှာခေါင်းဆောင်ကင်ဂျုံအုံကိုထောက်ခံမှုကိုပြသဖို့ရည်ရွယ်ပြီးကြီးမားတဲ့စစ်အင်အားနဲ့ပြင်းထန်တဲ့မျိုးချစ်စိတ်ကိုထုတ်ဖော်ပြသခဲ့တယ်လို့သိရပါဗျာ။ စီးရေးပြအခမ်းအနားမှာပြသခဲ့တဲ့ဒုံးကျည်တွေထဲမှာတာလဲပြေမူဆူဒန်ဒုံးကျည်တွေအပါအဝင်လူတိနေသေးတဲ့တာဝေးပြေ KN08 ဒုံးကျည်တွေလည်းပါဝင်ပါတယ်။ဒါအပြင်ငန်းရိုင်းတွေပြန်တန်းလာသလိုစစ်သားလိုင်းလုံးကြီးတွေဟာနှစ်နာရီကြာတလိမ့်လိမ့်ဖြတ်တန်းသွားပြီးတဲ့နောက်တင်ကားကြီးတွေနဲ့အတူတာဝေးပြေဒုံးကျည်တွေကိုအေယာမရွှေပြောင်းပြည်စင်တွေမှာတက်ဆင်လျက်သားဖြတ်တန်းသွားပုံကိုလည်းတွေ့မြင်ရပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့အနောက်တိုင်းအာဏာကိုဖိဆန်မှုကိုတရုတ်ဖော်တဲ့တေဂီတာတွေကိုခြေလောင်စွာတီးမှုတ်သည်ဆိုပြီးကီအီဆိုးရင်မြင်ကိုဖျက်ဆီးချီတက်မှုကိုလည်းပြုလုပ်ခဲ့ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကီဂျုံအွန်ကိုထိတ်တန့်စစ်အရာရှိတွေနဲ့တရုတ်ဒုတိယသမ္မတလင်ယွန်ချောင်တို့ခြံရံပြီးအလေးပြုနှုတ်ဆက်ခဲ့ပါတယ်။တိုင်းနဲ့ချီရှိတဲ့နိုင်ငံသူနိုင်ငံသားတွေကလည်းအလံတွေနဲ့အနီးပန်းရောင်အဖြူနဲ့အပြာပန်းတွေကိုကင်ဆောင်ဝင်ရမ်းခဲ့ပြီးပြုံးရမြို့ရဲ့အင်အားမှကီအီဆိုးရင်မြင်ကြီးမှဆွေးရောက်ရှိနေခဲ့ပါတယ်။ ကင်ဂျုံအုံဟာဆင်းရဲပြအခမ်းအနားကိုဒေသဆန်တော်ချိန်မနက်၁၀နာရီမှရောက်ရှိလာပြီးမီးရှူမီးပဲများပစ်ဖောက်ခြင်းထောင်ပေါင်းများစွာသောရောင်စုံမိုးပြင်ပူပေါင်းများလွတ်တင်ခြင်းနဲ့လူအုပ်ကြီးကအယူအမှုဟစ်ကြွေးကြခြင်းတို့ကသူ့ကိုကြိုးဆိုခဲ့ကြပါတယ်စစ်သားတွေနဲ့တင်ကားတွေဖြတ်တန်းသွားချိန်မှာ၎င်းတို့ရဲ့အထက်မှာတိုက်လေယာဉ်တွေပြန်ဝင်ပြီးနှစ်ဆင်းတရွဲ့ရဟတ်ရင်တွေကဆင်းရဲပြချီတက်နေသူတွေအပေါ်ကိုနှိပ်ပြန်ဝဲမှုအဖြစ်ထိုးဆိုင်ဆင်းပြမှုတွေကိုလည်းပြုလုပ်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေအရသိရပါရဲ့ရှင်။